အလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနီလီနီဖြစ်ပါစို့ဒီညကနေပြီးတော့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဒီနေ့ညနေမှာဒါကျွန်တော်လက်ရှိ Manchester United အသင်းရဲ့ဒါကျွန်တော်အပြောင်းရွှေ့အကြောင်းလေးကိုပဲနည်းနည်းလေးထပ်ပြီးတော့ add on လုပ်ခြင်းနဲ့နည်းနည်းထပ်ပြီးပြောခြင်းနဲ့ပေါ့နော်။အဲ့တော့ Manchester United လက်ရှိအပြောင်းရွှေ့မှာ Manchester United အသင်းနေနေတာကျွန်တော်တို့မနက်ပိုင်းမှာဒါကျွန်တော်အယောင်းကိစ္စလေးတွေပြောခဲ့ပြီးလက်ရှိမှာဒါကျွန်တော်အဝယ်ကိစ္စလေးနည်းနည်းလေးဆက်ပြီးတော့ပြောမယ်ပေါ့နော်။အဲ့တော့ Manchester United အသင်းကခုလက်ရှိဒါကျွန်တော်တို့အယောင်အဝယ်မှာဒါကျွန်တော်တို့ short လောက်ဆက်လုပ်နေတယ်အဲ့တော့ လက်ရှိမှာ United အသင်းအနေနဲ့အဟန်တာလေးဒါစပြီးပြောချင်တယ်အဟန်တာကတော့တခြားသောကိစ္စမဟုတ် Manchester United အသင်းနဲ့အခုလက်ရှိမှာသူတို့ဒါတော်တော်လေးကိုဒါပြဿနာရင်ဆိုင်နေရတဲ့အမှာပါတယ်ဘောနောအဲ့ဒါကဘာလဲလို့ပြောပါဆိုရင်တော့ Manchester United အသင်းနဲ့ဒါကျတော့ Brian Ambuambu ပဲကိစ္စပဲ Brian Ambuambu ရဲ့ကိစ္စမှာ Manchester United အသင်းနဲ့အခုလက်ရှိမှာ Brentford အသင်းဘက်ကတောင်းတဲ့ဈေးကလုံးဝများလွန်းနေတယ်သူတို့ရဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကိုလည်းပယ်ချဖို့အတွက်ရာဂိုင်းနှုတ်မြောင်းနေတယ်အမျိုးများနေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီပြောင်းရွှေ့ကိုအခုလက်ရှိမှာတော့ give up လုပ်ဖို့အတွက်တည်ကြလောက်ရှိသွားပြီ ိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီဖြစ်တယ်အဲ့တော့တရှိနောက်ဆုံး update တွေရနောက်ဆုံးတဲ့ကျွန်တော်တို့ထွက်ပေါ်နေတဲ့သတင်းရ Manchester United တင်းနဲ့ခုလက်ရှိ market ထဲမှာတော့ဒါ Brian Ambon ဘုအစားတခြားသောဘ누구ကိုရနိုင်မလဲဆိုတဲ့ဥစ္စာကိုလည်းစတင်ပြီးတော့ရှာဖွေနေလို့သိရတယ်မှာပါတယ်ဒါပြကျွန်တော်လက်ရှိမှာဒါဟိုနေ့ကတင်ဆက်ပြီးခဲ့သူပဲ Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဆိုရင်ဒါကျွန်တော်အမြဲတမ်း backup plan ထားတဲ့ဒီနေ့မှာ backup plan ကစားသမား2ယောက်ဆီလာရှိပြီးသားဖြစ်တော့ဒါကျွန်တော်လေးပြောပြတာပေါ့နော်ခင်ဗျာတချို့ကျကျွန်တော်ဒါကိုကိုဒီဒါကိုဒီပြအပြောင်းရွှေ့တဲ့နေနောက်ကြတယ်ပေါ့နော်တချို့ကျအပြူသဘောနဲ့ဒါပြောပြတာပါဟုတ်တယ် နားလေလူရဒါပေမဲ့ကျွန်တော်မနေ့ပြောမှာဆိုလက်ရှိမှာဒါကျွန်တော်လည်းအပြောင်းရွှေ့တဲ့နေပတ်သက် update တင်နေဒါပေမဲ့ကျွန်တော်ရဲ့ update သတင်း source ကြီး of course number rumors ကအများကြီးလည်လာတယ်ဒီအပြောင်းရွှေ့တဲ့နေရတာကျွန်တော် formula ခင်ဗျာနည်းနည်းလေးပြပြကျွန်တော်ကျွန်တော်ပြပြကျွန်တော် အခုလက်ရှိမှာဗျအပြောင်းအလဲတင်းဆိုတာအရင်ဆုံးတော့ကျွန်တော်ကောလာဟာလာဆဆန်အရင်ထွက်တယ်တချို့ကြတာကျွန်တော်ကောလာဟာလာဆဆန်တင်းကိုဒါကျွန်တော်တင်ဆက်ပေးတယ်ကျွန်တော်တို့မနေ့ပြောင်းကိုကောလာဟာလာကိုတင်ဆက်ပေးပြီးကောလာဟာလာမဖြစ်ဘူးဆိုရင်ကိုဒီပဲဒါကျွန်တော်တို့ of course ကိုဒီပဲထပ်ပြီးဆက်အဲ့တော့ကျွန်တော်ကဘာလဲဆိုကျွန်တော်ရဲ့အဓိပ္ပာယ်ကျွန်တော်ဒါဗီဒီယိုတစ်ခုရိုက်ပြီးဆိုရင်ကျွန်တော်ဒီကောလာဟာလာဆိုတာတဲ့ of course ကျွန်တော်မြန်မြန်ပြောလို့ပဲအဓိကဒါကျွန်တော်တို့ကတင်းကဘယ်ရရလဲဆိုအဖြစ်ကဒါဇက်မီကရှုရှင်းနေအကုန်လုံးက Twitter ကြရရတယ်199ရကအကုန်လုံး Twitter ကရရတယ်တွေပဲကျွန်တော်တို့ဒါဒီတင်းနဲ့ပတ်သက်ပြီးပို့ပြီးတော့တည်တည်ရှိရှိကြည့်ရင်လို့ The Athletic UK ကိုဒါကျွန်တော် တလောက်တက်တက်တမကူကူပေါ့နော်ပတ်စံအများကြီးတော့မပြရပါဘူးဒါဟိုပေါက်နှစ်ပေါင်လောက်ပေးရတယ်ဒါကျွန်တော်တို့ပုံစံမျိုးနဲ့ကျွန်တော်တို့တုံးနေတာလေးဖြစ်တယ်အဲ့တော့ပြောချင်တာပဲကျွန်တော်ကအခုလက်ရှိခင်ဗျားတို့တင်ဆက်ပေးရတဲ့ training ဆိုကျွန်တော်ဒါရှိမှာ tier 1 tier 2 tier 3 tier 4ဆိုတဲ့ပုံစံပဲအဲ့တော့ပြောမယ်ဆိုပြကျွန်တော်ဗီဒီယိုတစ်ပုဒ်ရိုက်ပြီဆို tier 4 tier 5တွေကြီးပဲရိုက်နေမှာတော့ဘာထူးမှလဲဘာအကုန်လုံးကဒါကျွန်တော်ဘူးမှာအခုလက်ရှိမှာဒါ United ကဒါပြောရမယ်ဆိုရင်တော့မြန်မာပြည်မှာရှိတဲ့ဒါကျွန်တော်ကစားသမားကစားဒါကျွန်တော်အင်္ဂလန်မှာရှိတဲ့ကစားသမားအုံစိတ်ဝင်စားတယ်ပြောလေအကုန်လုံးကဒါနားထောင်ကြမှာပဲဟုတ်တယ်မှာကျွန်တော်ပြောအဲ့တော့ ဒီလိုမျိုး sequence တွေကိုဒါကျွန်တော်တို့ပြောမယ်အစားလက်ရှိမှာဒါကျွန်တော်အနေနဲ့ဒါ tier 1 tier 2လေးမှာဒါကြောင့်သတင်းလေးစုမယ်အဓိကအရကျွန်တော်ကျွန်တော်အနေနဲ့ tier 3 tier 4လောက်ထိကိုကျွန်တော်သတင်းစုတယ်အဲ့ဒါမှမှဒါကျွန်တော် tier 1လေးများလာပြီဒီသတင်းနဲ့ပတ်သက်ပြီးခင်ဗျားတို့တင်ဆက်ပြီးတယ်အဲ့တော့ပြောချင်တာ of course ဟုတ်တယ်ကျွန်တော်ဒါဟို reasoning ပေးတာမို့ဒါကျွန်တော်သတင်းနောက်ကျရဲ့ဘာညာဆို justify လုပ်တာမဟုတ်ပဲကျွန်တော်ကိုယ်တိုင်လည်းလက်ရှိသတင်းရတဲ့နေရာမှာကျွန်တော်တိကျတဲ့ source တစ်ခုကိုယူပြီးမှခင်ဗျားတို့ကျွန်တော်သတင်းပေးချင်တဲ့တဲ့မှာပါအဲ့တော့ကျွန်တော်သတင်းနှောင်းလိုက်ဗျာဥပမာလက်ရှိမှာကျွန်တော် video တပုတ်ဆို6မိနစ်တောင်ရှိတယ်ကျွန်တော် video မှာခင်ဗျားတို့ဒါအချိန်အမှုကငကြက်လေးနဲ့ပဲနှောင်းဘလူပဲနှောင်းတော့ဗျာလူတယောက်က ျွန်တော်အချိန်ပေးလဲဆိုတာ Dave the Chain နားထောင်လိုက်တာ ਨੇ Oh this producer music music လို့တော့အဲ့တော့သတင်းတစ်ခုနားထောင်လိုက်တာဒီသတင်းကနေပြီးတော့အော်တစ်ခုခုရသွားတယ်ဥမာဒါ Okay ဒါဆိုရင်တော့ United ကဒီကစားသမားကိုလိုက်နေပြီအဲ့တော့ဒီလိုမျိုးပုံစံမျိုးပဲကျွန်တော်ပြီးခြင်းဘာလို့ဆိုတော့ဒါအတားမှာဟိုဖြစ်တော့မယ်ဖြစ်ခံနေပြီမနှက်ပြန်ဖြစ်မယ်တပတ်ခါဖြစ်မယ်အဲ့ဒါကိုကျွန်တော်သတင်းတစ်ပုဒ်စီတက်မယ်ဆိုရင်ဘာမှမထူးတော့ဘူးအဲ့ဒါကိုကျွန်တော်လက်ရှိမှာပြပြခြင်းပဲအဲ့တော့ထားမှာအခုဒါကျွန်တော်ခင်ဗျားတို့ကဒါဟိုအခုလက်ရှိမှာ United ပြည်သက်ကကျွန်တော်ရဲ့ channel မှာအများဆုံးဖြစ်တယ်ကျွန်တော်ကဒါ complaint တက်တဲ့တဲမှာလဲဒါ United ပြည်သက်အများဆုံးပါတယ်ဒါပေမဲ့ ဒါမျိုးကျွန်တော်ပြူသဘောဆောင်နေတာကျွန်တော်တို့ပြောပြမှုကိုကျွန်တော်လက်ခံနေနားလေးလေတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခုနကပြောကျွန်တော်တင်းနောက်ကြတဲ့အကြောင်းရင်းကကျွန်တော်အနေနဲ့တင်းကိုတည်တည်ချာချာစုနေတဲ့အကြောင်းမျိုးကျွန်တော်အနေနဲ့နောက်ကြပြီကျွန်တော်ယူတဲ့တင်း source တွေတော်များကလည်းကိုတိုင်ကိုသူတို့ကိုတိုင်ကလည်းရှိမှာ David Austin နဲ့ကိုတိုင်ကလည်းသူများတွေ rumor ထွက်ပြီးမှနောက်ကနေ light တင်တဲ့လူတွေဖြစ်တယ်ဒါပေမဲ့တေးကြတယ်ဘောနော်ဒါပါတချို့မှာ Brian Amomo ရဲ့ပြောရှင်နဲ့ပတ်သက်ပြီး United အသင်းရဲ့ဒုတိယမြောက်ကမ်းလှမ်းမှုကိုသာလက်မခံတော့ဘူးဆိုရင်တော့သူတို့အနေနဲ့ငင်းပယ်သွားဖို့ရှိတယ်ဆိုတဲ့တင်းနေတောက်လျှောက်ထွက်ပေါ်လာခဲ့ပြီအဲ့တော့ United ဘက်ကတော့ရှင်းတယ်လက်ရှိမှာဒါကျွန်တော် Brandford အသင်းတောင်းနေတဲ့ဈေးဖြစ်တဲ့ဒါကျွန်တော်တို့ပေါင်တန်း80ဆိုတော့ United အသင်းအတွက်ဘယ်လို့မှမဖြစ်နိုင်တဲ့ justify မဖြစ်နိုင်တဲ့ဈေးတခုဖြစ်တယ်။အဲ့တော့ဒါ United အသင်းရဲ့ဒီနေရာမှာဒါကျွန်တော်တခြားသောကစားသမားနှစ်ယောက်ကိုပြင်မထားရတယ်။ Sammy Nyon နဲ့ ကျွန်တော် easy ပေါ့နော်ဆမ်မီညိုမှာလက်ရှိမှာဒါကျွန်တော်တို့ United ကိုစပါအသင်ကိုစိတ်ဝင်စားနေတယ်ဒီမြန်မာဆမ်မီညိုကိုလည်း United နဲ့စပါအသင်ကပြဿနာတစ်ခုခုတူတပူန်တန်နဲ့ရင်ဆိုင်နေရတယ်ဆမ်မီကိုလက်ရှိမှာ United ကိုစပါအသင်ကိုစိတ်ဝင်စားပြီးတရားဝင်ချိန်ဆမှုတွေကိုပြုလုပ်ထားခဲ့ပေမဲ့အခုလက်ရှိနောက်ဆုံး update တွေရဆိုဆမ်မီညိုကိုဒါဘုံမော့ဘက်ကနေပြီးတော့ပေါင်80တောင်းကျဲအတွက်ကြောင့်မဒါကစားသမား အသင်းနဲ့ဟိုအေးပေါ့အသင်းနှစ်သင်းလုံးကလက်ရှိမှာဘုံမောက်အသင်းနဲ့ဒါတရားဝင်ချိတ်ဆက်ထားကြတော့မရှိဘူးဘာလို့ဘုံမောက်အသင်းဘက်ကဒါပြည့်ပြတ်တသားပဲလီစာသမောက်တို့နေရောက်မယ်ဆိုရင်တော့ပေါင်တန်း80စုတဲ့ဈေးကိုပဲရောင်းချမှာဖြစ်တဲ့အတွက်ကြောင့်မို့တို့နေနဲ့ဒီအပြောင်းရွှေ့ကိုပဲရှေ့တိုးတော့မှာဖြစ်တယ်ဟိုဒီပြောင်းရွှေ့ကဒါရှေ့တိုးဖို့အစီအစဉ်မရှိဘူးလို့သိရတယ်မပါတော့အခုချိန်မှာပေါ့နော်ဒါဒါဘေကစားသမောက်ကိုမိမိပေါင်တန်း80ဖြစ်နေတာကတော့ market ရဲ့လက်ရှိပြဿနာပဲလို့ပြောလို့ရတယ်အဲ့တော့ဒီပြဿနာတော့ကျွန်တော်နေနဲ့ဘလူးဟန်ဒယ်လုပ်မလဲဘာဒီဟန်ဒယ်လုပ်မလဲကျွန်တော်ဒါဘလူးမှပြောလို့မရနေတာတော့ရှိတယ်ဒါပေမဲ့ United အသင်းနဲ့တကယ်ကိုအခုလက်ရှိမှာပြိတ်သက် တီကိုဒါကျွန်တော်တို့လက်ရှိ United အသင်းကပါချိန်နေတဲ့ကစားသမားတွေတယောက်က easy ပဲ easy ကို Manchester United အသင်းနဲ့ Brian and Mbappe နဲ့ Sammy Nunez အစမပြေဘူးဆိုတော့ easy ကို live ဖို့အတွက်စိတ်ဝင်စားတယ်။ဒါပေမဲ့ easy မှာလည်းဒါကျွန်တော်တို့ဂျန်နဲ့နှစ်ယောက်နဲ့မတူတဲ့ပြဿနာတစ်ခုရှိတယ်။ easy မှာတော့စာချုပ်ဖြတ်သိမ်းကြည့်ရှိတယ်။စာချုပ်ဖြတ်သိမ်းကြည့်ရတာပေါင်ကျော်63တန်းလား68တန်းလားကျွန်တော်လည်းအခုချိန်ထိမသေးကွဲသေးဘူး။တီးလောက်ကဒါကျွန်တော်63တန်းလို့ကြားတယ်။အဲ့တော့ easy မှာ63တန်းနဲ့စာချုပ်ဖြတ်သိမ်းကြီးရှိတယ်စာချုပ်ဖြတ်သိမ်းကြီးပြလိုက်ုံနဲ့မပြီးဘူး easy ရဲ့စာချုပ်ဖြတ်သိမ်းကြီးကတော်တော်ကြီးကိုရှုပ်ရှက်ခတ်လွန်းတဲ့အနေအထားတစ်ခုမှရှိတယ်ဆိုပြီးတော့ Ben Jacob ကရည်တင်ထားတာကျွန်တော်ဖတ်ခဲ့ဘူးတယ်အဲ့တော့ရရှိမှာ United အသင်းနဲ့ဒါ easy ကိုကြိုက်တယ်ဆိုရင်တော့မှသူတို့နေတဲ့ကျွန်တော်ပေါင်65နဲ့ပေါင်65တန်းပေးပြီးခေါ်မယ်ဒါ Matthews ခေါ်တာလို့ရော့กว่า65တန်းပေးပြပြလိုက်မယ်မင်းတို့ဒါကစားသမားငါပေးလိုက်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးဒါတော့လက်ရှိမှာ Body ကို guarantee ပေးရမှာ68တန်းကိုမှဒါကနောက်ကနေခုနကပြောလို့ bonus တွေအများကြီးပေးရမှာလားဒါ တော့ကျွန်တော်ဒီနေ့မှလက်ရှိမှာဘန်ဂျေကော့ပြည့်ပြောပုံရဆိုတော့ easy ရဲ့စာချုပ်ဖြတ်သိမ်းကြီးကတော်တော်ကြီးကိုရှုပ်ရှက်ခတ်တယ်ဆိုတဲ့သဘောမျိုးကိုကျွန်တော်တွေ့မြင်ရတယ်မှာပါတယ် အဲ့တော့လာကျွန်တော်လက်ရှိမှာဒါမဲ့ Chester United အသင်းနေနဲ့ဒါ Premier လောက်ဆိုရင်တော့ဒီကစားသမား၃ယောက်ကိုလက်ရှိမှာပြင်မှတ်ထားတယ်ဒီတက်ပို့ပြီးတက်ရှိမှာဒါအပြောင်းရွှေ့မှာတိုက်တိတ်ပြီးဘာမှတိတ်ပြီးတော့မထူးဘူး United အသင်းနဲ့ခုလက်ရှိတိုက်ဆက်မှုအပြောင်းရွှေ့တဲ့ငါးတော်တော်လေးကိုပြန်အေးသွားတယ်ဒါကျွန်တော်မြင်တာပေါ့နော် United အသင်းနဲ့ခုလက်ရှိတိုက်ဆက်မှုတဲ့ပြန်အေးသွားတဲ့ပုံမှာ White Line ပေါ်လည်းအများကြီးမူတည်နေမြင်တယ် White Line ကိုယ်တိုင်ကလက်ရှိမှာ United အသင်းမှာဆက်လက်ပြီးရှိနေမှာလားမရှိနေတဲ့အပေါ်မှာမူတည်ပြီးတော့ United ဘက်ကနေပြီးတော့ခုလက်ရှိမှာသူတို့တိုက်ဆက်မှုရှာပုံတော်ကိုဖွင့်သွားနိုင်တဲ့အနေအထားမှာရှိရလို့လည်းကျွန်တော်အနေနဲ့ပုံကူရရမြင်တယ်ဒါကြောင့် ဒါဟဝိုင်လန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး United အတိုက်ဆင်မှုရှာဖို့တော့တိုက်တက်ဆိုင်နေမယ်လို့မြင်နေတယ်။ဒါပေမဲ့အခုလက်ရှိမှာဒါ Rashford လည်းအသင်းမှာဆက်ရှိနေတဲ့အတက်ကြောင့်မို့ကဒါ Matthews ခုနကတိုက်ဆင်မှုဆော့နိုင်တဲ့အတွက်ကြောင့်မလို့သူတို့နဲ့တိုက်ဆက်ကိုအခုချိန်မှာအပူတမင်းရှာဖွေမှုကိုခိတခဏရပ်တန့်ထားတယ်လို့မြင်နေတယ်။ဒါပေမဲ့ United အခုလက်ရှိစိတ်ဝင်စားနေတဲ့ Hugo Akitaite တို့ဘာတို့လူစကားသမားမျိုးတွေရဲ့ဇီးတွေကလည်းအကုန်လုံးကလည်းခေါင်ခိုက်နေတဲ့အတွက်ကြောင့်မို့ဒါကျွန်တော် United အသင်းနဲ့တိုက်ဆင်မှုဘက်ကိုခဏလေးနားထားတယ်မြင်နေတယ်။ United ဘက်ကအခုလက်ရှိမှာဒါကျွန်တော်တိလောက်ပေါ့နော် Rashford ဝိုင်လန်ကိုဒါသူတို့ကြိုက်ဈေးပုံစံမျိုးရပြီးရောင်းခဲ့မယ်ဆိုရင်တော့တိုက်ဆက်မှု market ထဲကိုပြန်ဝင်ဖို့ တွက်စီစဉ်ရှိတယ်။ဒါပေမဲ့ပြဿနာကိုယ်တိုင်ကတိုက်စစ်မှု market ကိုယ်တိုင်ကလည်းဘေကစားသမားမိမိဒါကျွန်တော်ပေါင်သက်80အထက်တည်းဖြစ်တော့လက်ရှိမှာ United ရဲ့လက်ရှိ budget အခြေအနေရလက်ရှိတွားနေတဲ့ formula အရဆိုရင်တော့ market ကအရင်စီးကြီးလောကကြီးတယ် United အသင်းဒီကစားသမားတွေကိုဝယ်ယူမယ်ဆိုရင် installment ပုံစံမျိုးနဲ့ဝယ်ယူမယ်ဆိုရင်တော့မှလက်ရှိအနေထားလက်ကျုပ်လက်ကျုပ်တော့ဖြစ်ကုန်လက်ရှိ situation ရဒါတော်တော်လေးကိုခက်ခက်ခက်ခဲအနေထားမှာရှိမယ်လို့မြင်နေအဲ့တော့ United အသင်းဒါလက်ရှိဒါကျွန်တော်တို့ နောက်ဆုံး update ရတဲ့နေ့ကဒီကစားသမားကိုခေါ်ပြီးနောက်ပိုင်းနောက်ထပ်ကစားသမားတစ်ယောက်ကိုဘာလို့မခေါ်လဲဆိုတဲ့အမြင်မှာ တစ်ဖက်ကပထမဆုံးပြဿနာက United မလို့ဈေးစွခေါ်နေတဲ့အသင်းကြီးရဲ့ United ဘက်ကအခုလက်ရှိမှာကစားသမားတယောက်ကိုခေါ်မယ်ဆိုအရင်တော့ကပုံစံမျိုးလက်လွတ်စပဲ Okay ဒါပြိတက်ကြိုက်တယ်အသင်းမှာအဆင်ပြေတယ်ဆိုရဲမခေါ်တော့သူ့နဲ့အသင်းမှာတကယ်ကိုအဆင်ပြေမှာလားဒါနီးပြကြိုက်အောင်နဲ့မခေါ်ပြီးတော့ပြောချင်တာ Ineos တို့အုပ်စုနဲ့အလုပ်တိတိချာချာလှုပ်လာပြီးလို့ဆိုလို့ရမယ်တဲ့မှာပါတယ်အဲ့တော့ပြောချင်တာ United လက်ရှိအပြောင်းရွှေ့ကဒါကျွန်တော်အချိန်နဲ့အများကြီးရှိသေးတယ်ဆိုပေမဲ့ပြိတက်တယ်နဲ့ဒီအပြောင်းရွှေ့မှာဒါလှုပ်လို့ခက်ခက်မြင်ချင်တယ် Brian Moore အပြောင်းရွှေ့ကဒါလက်ရှိအချိန်နဲ့ကတိတ်မတိကြတော့တဲ့အနေထားတစ်ခုရောက်လာခဲ့ပြီလို့ပြောလို့ရပြီဘာလို့ဆိုတော့အကယ်၍ ဦးနာပေါ်ဒုတိယကမ်းလှမ်းမှုကိုဒါ Brentford ညင်းပယ်ခဲ့တာတေးကြတယ်ဆိုတော့ United တင်ကြတာကျွန်တော်ဒီအပြောင်းအရွှေ့ကိုလုံးဝလက်လျှော့လိုက်မှာဖြစ်တယ်ကျွန်တော်လည်းသိတယ်အဆမ်မီညိုကိုလည်းလက်ရှိမှာဒါပေါင်သက်80ဖြစ်တဲ့ကြောင့်ရှေ့တိုးမှာမဟုတ်ဘူး easy ရဲ့အပြောင်းအရွှေ့ကလည်းထင်ထားတယ်အများကြီးခက်ခဲတဲ့ကြောင့်မတို့နေလိုက်မှာမဟုတ်ဘူး United တင်တဲ့ခုလက်ရှိမှာဒီဘယ်အပြောင်းအရွှေ့ကိုဒါ prioritize ထားသွားမလဲကျွန်တော်ဒီတော့ခုလကျွန်တော်မနေ့ကပြောခဲ့သူအယောင်စင်းကိုပဲအဓိကလှုပ်သွားမယ်လို့မြင်တယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကုန်ပြပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာချင်းလူဆန်ပေါင်းအကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်ကနေ comment တွေမှာလည်း Youth Sport Media 3 Point ဆိုတော့ ਨੇ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်တို့ဆက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလည်း clip မမေ့ကြပါနဲ့မြန်မြန် clip မှာမေမန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုးစားပါရဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပေးကျွန်တော်တို့ရေနောက်မှာပဲ AACC2 ကြတာပေါ့အားလုံးကြိုးစားပါမြန်မြန်လေး clip ဖို့မမေ့ကြပါနဲ့မြန်မြန် clip မှာအမြန်တမ်းဖြစ်ပါတယ်ဒေးဗော်ပါ